ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ။ဝမ်ချန်နယ်ကနေပြီးတော့ပတ်စဉ်အယူတော်မင်္ဂလာဟောဆန်းနေတဲ့လားစင်ရတရားတွေကိုပြန်လည်ထုတ်လွှင့်ပေးရရှိပါတယ်။ကျွန်တော်တို့အပမင်းသိန်ခါရဲ့တပည့်ရင်အောင်ခင်မြတ်ဖြစ်ပါတယ်။အခုမလ12ရက်ကနေပြီးတော့16ရက်နေ့အထိတနင်္ဂနွေနေ့မွေးဖွားသူများတနင်္ဂနွေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောဆန်းကိုဟောကြားပေးတော်မှာဖြစ်ပါတယ်။အဲ့တော့ဒီတပတ်နာအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာဆေးရုံဆေးကန်းတွေနဲ့ကျွန်တော်ပတ်သက်ရတဲ့ရက်တွေအဲဆေးရုံဆေးကန်းတွေကိုကျွန်တော်တို့ဆေးကုသရတဲ့ရက်တွေဆေးရုံဆေးကန်းတွေကိုကျွန်တော်ရောက်တတ်တဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာပဲသူတပောက်ကျွန်တော်တို့ငွေဆိုင်ထုတ်တာတွေငွေဆိုင်ပြီးကျွန်တော်ချင်းကားတာတွေမလို့သိဘူးလုံးရင်လည်းကျွန်တော်တို့ပြန်မရတတ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့ကျွန်တော်ငွေအတွက်ကျွန်တော်စိတ်ပူပင်မရတတ်တဲ့အတွက်ချင်းကားအမခံတဲ့ကိစ္စတွေငွေချင်းနဲ့ပတ်သက်တာတွေကျွန်တော်ဆိုင်ထုတ်ရင်းနှီးရမယ့်ဟာတွေဆိုရင်တော့မလို့သိနေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္ဂနွေနေ့မွေးသောမွေးဖွားသူတွေဟာကျွန်တော်အိမ်ဆောက်ရတာမျိုးတွေအိမ်ပြုပြင်မောမန်ရတာမျိုးတွေဖြစ်မဲ့ရက်တွေဖြစ်တယ်အဲ့တော့အိမ်ဆောက်တာမျိုးအိမ်ပြုပြင်မောမန်ရတာမျိုးဆိုရင်လည်းကောင်းတဲ့ရက်တွေဖြစ်ပါတယ် ဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့ခီးမသွားခြင်းမဲနဲ့ကျွန်တော်တို့ခီးတွေထွက်ရတတ်တယ်မသွားခြင်းနဲ့ခီးတွေကျွန်တော်တို့သွားရတာမျိုးတွေဖြစ်တတ်တယ်ရက်တွေဖြစ်တယ်အဲ့တော့ကိုယ်အိမ်မှာပဲရှိဖြစ်ဖြစ်ကိုကိုယ်တိုင်ပဲဖြစ်ဖြစ်ကျွန်တော်မျက်စိနဲ့ပတ်သက်ပြီးကျွန်တော်ဥပမာရောက်တတ်တာကိုသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာသူတို့များကိစ္စကိုကျွန်တော်တို့ဝင်မပါတာကတော့အကောင်ဆုံးရက်တွေဖြစ်တယ်။အဲ့တော့ဒီရက်တွေအတွင်းမှာအလုံးလုံးတဲ့လူဆိုရင်ကိုယ့်အလုံးမှာကျွန်တော်တာဝန်ကြီးယူရတာမျိုးဥဆောင်ရွေးပြရတာမျိုးယာတုတို့တို့လိုမျိုးကျွန်တော်ဖြစ်မဲ့ရက်တွေဖြစ်ပြီးတော့ငွေကြေးလည်းကျွန်တော်တို့လက်ရွှင်မဲ့ရက်တွေဖြစ်ပါတယ်။ အဲ့တော့ဒီရက်တွေထဲမှာတရင်းကုန်နေမျိုးဖောက်သူတွေဟာကိုယ်အရေးကြီးတဲ့ကိစ္စတွေရှိလို့အရေးကြီးတဲ့ကိစ္စတွေလုပ်ဖို့စတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကင်မယ်ဆိုရင်တော့ကျွန်တော်လုပ်ကင်တဲ့နဲ့ကျွန်တော်အပြောင်းလဲအနေငယ်ဖြစ်ပြီးတော့ကျွန်တော်အောင်မြင်ဆင်ပြေသွားမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုတော့ဒီလိုရံမျိုးတွေမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့ကျွန်တော်ကံကောင်းတယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာတနင်္ဂနွေနေ့မွေးဖွားသူတွေဟာ ဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိလဲဘယ်လုပ်ငန်းတွေဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်ကိုယ်တကောင်းလဲဆိုတော့ကျွန်တော်ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေစကားလိုလာတဲ့ပုံပြီးပြောရမယ့်ကိစ္စမျိုးတွေသွတ်တန်တစ်တဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအတန်တို့ဂီတလိုနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအသေးအနှံနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးတဲ့ယရနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလက်ဖေးဆိုင်တို့လက်ဖက်ဆိုတို့လက်ဖက်ချောက်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာ တနင်္ဂနွေနေ့မွေးဖွားသူတွေအနေနဲ့ထူးထူးခြားခြားကျွန်တော်တို့အောင်မြင်ဆင်ပြေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အားအားရတော့ကျွန်တော်တို့အောင်မြင်ဆင်ပြေပြီးဘယ်ကိစ္စဘယ်လုပ်ငန်းနေနေဆိုရင်တော့ကျွန်တော်တို့တတိထားပြီးလောက်ကန်ဆောင်ရွက်နေလဲဆိုတော့ညီနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးအမွေလိုပစ္စည်းမျိုးတွေပရိဘောကပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပညာရေးဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဘဲလိုပြောင်းလို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေလိုအုပ်ချုပ်ရေးလိုနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချွေတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအကျိုးဆောင်ပြီးလောက်ရမဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာ တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်သတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တနင်္ဂနွေနေ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်တို့ရောင်းထွက်ကျင်နေဆိုရင်ဘာလို့လဲဆိုတော့ကျွန်တော်ပြင်းမတညွန့်ရဲ့အုံးတညွန့်ရဲ့အဲ့နှစ်ခုနဲ့ပေါင်းပြီးတော့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုတို့ထိရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့အင်တော်ရှင်တွေဖို့ကျွန်တော်ညှိမြနိုင်မြရတယ်ဖြစ်တတ်ပြီးတော့ချစ်သူကြီးစားတွေဖို့ပျော်ရှင်စရာကောင်းတဲ့နေ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျန်းမာရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘိုင်းနဲ့ပေါင်နဲ့ပတ်သက်တာလေးတွေသတိထားဖို့လိုတဲ့ရက်တွေဖြစ်ပြီးအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေကတော့3963ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲတင်းငွေနေမွေဖောက်သူတွေဟာတခုလေကျွန်တော်တို့ထူးထူးခြားခြားကိစ္စတွေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်လူရင်းနှင်းခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်အိမ်ဖျားမှာပဲမျက်စွာပြားခြင်းကိုယ်တော်မြတ်ကြီးကိုလက်ဖက်ရည်လေးလေးနက်နက်ကတ်လို့ပြီးတော့ကျွန်တော်တို့ဆူတောင်းလိုက်မယ်ဆိုရင်ဒီတစ်ပတ်တာအတွင်းရဲ့ကိစ္စတွေထူးထူးခြားခြားအောင်မြင်ဆင်ပြေသွားမယ်တစ်ပတ်တာဖြစ်သွားပါလိမ့်မယ်။ 在恁个年龄，文化都孬喽，加嘛才能表现你啊？话、这、的个咩啊？